ဖရာထန်နှခုဘုရားကျောင်းတစ်ခုမှာဥစဉ်အာနွတ်လိုအမိရတဲ့ဥစဉ်တစ်ပါးသတင်းသုံးတော်မူနေခဲ့ပါတယ်။ယခုအချိန်မှာတော့ထိုဥစဉ်ဟာလူထွက်တော်မှာဖြစ်လို့အတူသတင်းသုံးခဲ့တဲ့ဥစဉ်တွေကိုနှုတ်ဆက်နေခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဥစဉ်အာနွတ်ဟာတပိတ်ကိုလွယ်ထီကိုဆောင်းပြီးဖုန်ကြီးကျောင်းဆောင်တွေကနေထွက်လာခဲ့လိုက်ပါတော့တယ်။သူ့ရဲ့ဆန္ဒမပါဘဲလူထွက်ရမှာဖြစ်လို့သူ့ရဲ့ခြေလှမ်းတွေကိုခက်ခက်ခဲခဲရုန်းကန်ကြွာလန်းနေခဲ့ရပါတယ်။ဖခင်ဖြစ်သူရဲ့ဆန္ဒအရသာလူထွက်ရမှာဖြစ်ပြီးအိမ်ကိုပြန်လာတဲ့လမ်းတစ်ချောင်းမှာလဲသူ့ရဲ့ငယ်ဘဝအကြောင်းအရာတွေကိုတွေ့တော်လို့နေခဲ့ပါတယ်။ ဦးဇင်းအာနုငယ်ငယ်တုန်းကရှင်ပြူပွဲမှာကလေးကကိုရင်ဝစ်ခဲ့ပေမဲ့မိဘနှစ်ပါးရဲ့ဆန္ဒအရလူထွက်ပြီးမိဘအလုံးမှာကူညီပေးရင်းလောကီရေးရာတွေကိုစိတ်ကုံလို့နေခဲ့ပါတယ်။တရက်မှာတော့မိခင်ဖြစ်သူဆုံးပါသွားတဲ့အခါမှာမိခင်ကိုကျေးဇူးဆက်ခြင်းတည်ဟုဆိုကသင်ကန်းပြန်ဝေခဲ့ပါတယ်။လူလောကကြီးမှာလူသားတွေကြုံတွေ့ခံစားရတဲ့ဦးနာသေးကကြီးသုံးပါအသက်ရွယ်ဦးမင်းကျမ်းမာရေးရုပ်ရော်လာတဲ့ဖခင်ဖြစ်သူရဲ့လူဝေလဲဖို့တောင်းဆိုချက်ကြောင့်ဖခင်စီပြန်ပြီးလူဝေလဲဖို့ဖြစ်လာခဲ့ပါတော့သည် ဦးစည်အာနော်တယောက်ဖခင်ရှိရာကိုပြန်လာတဲ့လမ်းမှာထင်းကောက်သမားတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ယောက်စကားပြောနေကြစဉ်မုံတိုင်းဝင်ရောက်လာတဲ့အတွက်နီးစက်ရဥမင်းလိုင်းကောင်းနဲ့မဝင်ခိုးခဲ့ကြပါဘူး။ပြီးခဲ့တဲ့ရက်ကသူတို့နှစ်ယောက်ကြားနာခဲ့ရတဲ့အမှုကိစ္စကြောင့်လူဝေလဲမှာဆိုရင်တော့ဦးစစ်လူဝေမလဲဖို့အထီးကုံသမားကတားနေခဲ့ပါဘူး။သူတို့နှစ်ယောက်ကြားနာခဲ့ရတဲ့လူတက်မှုအကြောင်းပြန်ပြောနေချိန်မှာအော်ဟစ်တန်နဲ့အတူဒီလိုင်းကူထဲမှာနေတဲ့အဖိုးကြီးရောက်လာခဲ့ပါဘူး။ ။တရဖိုးကြီးကလှိုင်ကူထဲလာပစ်ကြတဲ့လူသေးတွေကိုမြုပ်ပေးရင်သူ့ဘရာဇာတယောက်ဖြစ်လာခဲ့ပါတယ်။သူ့ဘရာဇာအဖိုးကြီးကသူတို့နှစ်ယောက်ပြောနေကြတဲ့လူသက်မှုကိစ္စကိုစိတ်ဝင်စားသွားတာကြောင့်ဖြစ်စဉ်အကြောင်းအရာတွေကိုပြောပြဖို့ဆိုပါတယ်။တိခုတ်သမားဟာတည်ဆုံးသူရဲ့အလောင်းကိုသူကိုယ်တိုင်မြင်ခဲ့တာဖြစ်ကြောင်းစတင်ရှင်းပြပါတော့တယ်။မင်းညနေတုန်းကတောကအပြန်လဲမှာအထက်တန်းလွာမျိုးသမီးတွေတုံးတဲ့ပဝါတထဲကိုတွေ့တော့ဒီလိုပဝါမျိုးဘလို့ဖြစ်လို့ဒီရောက်နေတာလဲလို့တွေ့တော်နေခဲ့ပါတယ် အဲ့ဒီမှာငွေရောင်စရိုးလေးကိုတွေ့တော့ကောက်ကြည့်ပြီးပြန်ချထားခဲ့လိုက်ပါတယ်။ဘေးနားမှာမျိုးလုံးမျိုးပါဇက်ကားကြီးနဲ့လူသေးကိုတွေ့တော့လန့်ပြီးထွက်ပြေးခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြပေးလိုက်ပါတယ်။ဥစဉ်ကလေမနေ့တုန်းကဒုံရန်တောင်ကြားနာမှာဥစဉ်ရှိကနေဖြတ်သွားခဲ့တာကိုမြင်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။လက်ထဲမှာငွေရောင်တစ်ချီနဲ့လေးကိုလွှဲထားပြီးမျက်စိလာသူတယောက် မိန်းကလေးကတော့ထန်းစင်ပေါ်မှာခန်းစည်းတွေကထားတာကြောင့်သူ့ရဲ့မျက်နှာကိုမမြင်လိုက်ရပါဘူး။တည်ဆုံးသူအမျိုးသားကဓာတ်နဲ့အထုခံရတာဖြစ်ပြီးသူ့ကိုထိုးတဲ့ဓာတ်ကိုတော့ရှာမတွေ့သေးဘူးလို့ဦးစင်းကပြောပြခဲ့ပါတယ်။အဲ့ဒီလူကိုဘသူကတတ်တာလဲသိလားလို့ဖိုးကြီးကမေးတဲ့အခါသူတို့ကတော့တော်ပုံတမျှစင်ကန်းကိုဖမ်းလိုက်ပြီလို့တိခုတ်သမားကပြောလိုက်ပါတယ်။ထို့အခါဖိုးကြီးကဒီနေ့တဝိုက်မှာသူကအရက်ဆက်ဆုံးတော်ပုံတမျှပဲ။ အခင်းဖြစ်တဲ့နေရာနဲ့ဆယ်မိုင်ကွာမှရှိနေရင်တောင်တရားရုံးကသူ့ကိုပဲဖမ်းမှာလို့ပြောပြနေခဲ့ပါတယ်။ဒီအမှုမှာတော်ပုံဓမြတက်တာလို့လည်းပြောလို့မရသေးဘူးလို့ဦးစင်းကပြောပြီးတရားခွင်ကအကြောင်းတွေကိုစတင်ပြောပြလိုက်ပါတယ်။မင်းကတရားခွင်မှာတော်ပုံဓမြဆင်ကန်းကိုစစ်စစ်မေးမြန်းတဲ့အခါမှာဒီအမှုမှာကြောက်လုတ်ခဲ့တာမဟုတ်ဘူးဆိုတာကြောက်ကျင်းပြောရတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကြောက်ကိုတည်တန်းစီရင်ပြီးသားပဲမဟုတ်လား။ ဒါကြောင့်ကျုပ်ကိုတက်ကြပါကျုပ်မသေးခင်အမှန်တရားကိုပြောပြမယ်ဆိုပြီးသူကြုံခဲ့ရတာတွေကိုစတင်ပြောပြပါတယ်အပင်အောက်မှာစင်ကန်းအိတ်နေတဲ့ရုတ်တရက်နှုတ်လာပြီးတောင်ဆောင်လမ်းမှာလူတစုလာနေတာတွေ့တာကြောင့်သွားချောင်းကြည့်လိုက်ပါတယ်အစားကတော့ထိုလူတွေကိုတက်ပြီးလက်ဝတ်လက်စားတွေယူမယ်တွေ့ထားပေမဲ့မြင်းရထားပေါ်ကမင်းမလာလေးကိုမြင်ပြီးသူမကိုပိုင်ဆိုင်ခြင်းသွားခဲ့ပါတယ်အဲ့ဒါနဲ့သူ့ယောက်ျားကိုတက်ပြီးအဲ့ဒီအမျိုးသမီးကိုကျုံမိမ့်မှပြထားဖို့ဆုံးဖြတ်လိုက်ပါတယ် သူယောက်ျားလိုထင်ရတယ်မြင်းမော်ကငွေရောင်ဓာတ်ကင်ထားသူကိုခမည်းကင်ထားတဲ့ငွေရောင်လိုမျိုးဓာတ်တွေဟိုဘက်ကတင်းကြိုက်မှာတွေ့ခဲ့တယ်လို့လှုပ်ကြံပြောဆိုပြီးတော်ရဲကိုခေါ်သွားခဲ့ပါတယ်။ကြောက်ကူတခုအနာစီခေါ်သွားပြီးဒုံးနဲ့ချောင်းရိုက်ကတုံအောင်ထားလိုက်ပါတယ်။ပါလာတဲ့အဆောင်တွေကိုလည်းရှင်းပြလိုက်ပြီးခမည်းမျိုးသားငွေကြိုက်ခံရလို့ဟုဆိုကသူ့အမျိုးသမီးကိုလိန်လဲပြီးခေါ်လာခဲ့လိုက်ပါတယ်။ဖန်စီချုံအောင်ခံထားရတဲ့အမျိုးသားရှိမှပဲစင်ကန်းကသူ့အမျိုးသမီးကိုမဖွဲမရပြုကျင်လိုက်ပါတယ်။ နင်းတို့နှစ်ယောက်စလုံးကိုငါမတက်ဘူးပြန်ကြတော့လို့စင်ကန်းကလှုပ်ပေးခဲ့ပြီမေအမျိုးသမီးကသူ့ကုံတိတ်ခါအတွက်ရှင်တို့နှစ်ယောက်ရှင်ပြိုင်တိုက်ခိုက်ပြီးအနံ့ရသူနောက်ကိုကျမလိုက်ခဲ့မယ်လို့ဆိုပါတယ်ခမရယောက်ျားကစစ်သူကြီးနှစ်ပေါင်းများစွာဓာရီလေးကျင်လာတော့ကျုပ်ကိုထောင်ချောင်းမစင်းနဲ့ခမရယောက်ျားကိုအခုတက်လိုက်ဖို့ပြောနေတာလားဒါပေမဲ့မိမတယောက်အတွက်နဲ့ဒါမျိုးတွေမစွန်စားဘူးလို့စင်ကန်းကပြောပြီးလက်ထွက်သွားခဲ့ပါတယ်သူ့အမျိုးသမီးကသူ့ကိုယ်သူတက်သေးပါမယ်လို့နေလို့စင်ကန်းကဝင်တားလိုက်ပြီးသူတို့နှစ်ယောက်ရှင်ပြန်တိုက်ခိုက်ဖို့ဖြစ်လာခဲ့ပါတယ် စစ်သူကြီးကဓာရီကြန့်ကျင်ပေမဲ့တောပုံတမရရဲ့ကောက်ကျစ်တွေတိုက်ခိုက်မှုကိုတော့နိုင်အောင်မတိုင်နိုင်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ်သူကကျုပ်ကိုဓာနဲ့15ချက်ပို့ခုံနိုင်ခဲ့တယ်ပထမဆုံးသောသူပဲလို့စင်ကန်းကဂုံယူစွာအော်ဟစ်နေခဲ့ပါတယ်။အမျိုးသမီးကတော့ဘာဖြစ်သွားလဲလို့တရားသူကြီးကမေးတော့အစာပိုင်းတော့သူကကျုပ်ကိုကြိုက်နေတာထင်ခဲ့တာဒါပေမဲ့တိုက်ခိုက်နေတော့သူပျောက်သွားခဲ့တယ်။မိမတွေအားလုံးကအတူတူပါပဲလို့ပြောပြီးစင်ကန်းကအော်ဟစ်နေခဲ့ပါတယ်။ ။စင်ကန်းကလည်းသူ့အဖြစ်ကိုဝန်ခံပြီးပြီဆိုမှတော့တရမှုကပြီးပြီပဲလို့သူ့ဘာယာစာဖိုးကြီးကပြောတဲ့အခါစင်ကန်းကိုတရကန်အဖြစ်ဖမ်းဆီးလိုက်တာဆိုပေမဲ့စစ်သူကြီးရဲ့အမျိုးသမီးကစင်ကန်းကိုမဆွဆဲခဲ့ဘူး။သူပြောခဲ့တာကလုံးဝကိုတခြားစီပဲလို့ဦးစင်းကဆိုလိုက်ပါတယ်။သူအမျိုးသမီးကစစ်သူကြီးအိမ်တော်ကအစီကံမတဝူးရဲ့သမီးတယောက်ဖြစ်ပြီးငယ်စဉ်ကတည်းကစစ်သူကြီးရဲ့အိမ်တော်မှာကြည်ပြင်းခဲ့ရသူပါအစီကံမရဲ့သမီးဖြစ်သူကိုစစ်သူကြီးကသဘောကျပြီးကျင်ရတော်ဖြစ်လက်ထပ်ထိမ်းမြခဲ့တာပါ ဓမြကသူမကိုစစ်သူကြီးရှေ့မှာတင်အရမပြုကျင်ပြီးစင်ကန်းဟာကြွားဝါအိုဟေနေခဲ့ပါတယ်။ဒါပေမဲ့စင်ကန်းကသူတို့နှစ်ယောက်လုံးကိုမတက်ဘဲတော်ရဲဝင်သွားခဲ့ပါတယ်။စင်ကန်းထွက်သွားလို့သူမတို့အသက်ရှင်ပြီဆိုပြီးပျော်ရွှင်နေခဲ့ပေမယ့်စစ်သူကြီးကတော့အလွန်စိတ်ကားလာတဲ့မျက်လုံးတွေနဲ့သူမကိုစိုက်ကြည့်နေခဲ့ပါတယ်။မိမဖြစ်သူကယောက်ျားကိုကြိုးဖြည့်ပေးလိုက်သည့်တိုင်အောင်ယောက်ျားဖြစ်သူကဘာစကားတစ်ခွင်းမှမပြောဘဲသူ့မကိုပဲစိုက်ကြည့်နေခဲ့ပါတယ် ကျမကခွင့်လွှတ်ပေးဖို့ယောက်ျားဖြစ်သူကိုတောင်းဆိုရကနေကျမမူးမိသွားခဲ့ပါတယ်။ကျမပြန်တရရလာတော့ကျမကိုယ်တိုင်ကျမယောက်ျားကိုဓာတ်နဲ့ထိုးတက်မိလိုက်ပြီဆိုတာပဲလို့ပြောပြီးအမျိုးသမီးဟာငိုယိုနေခဲ့ပါတယ်။ဒါပေမဲ့ဦးစင်းတို့အဲ့ဒီအမျိုးသမီးပြောတာကိုမယုံကြည်သင့်ဘူး။ပါဖြစ်လို့လဲဆိုတော့နတ်ဆရာပြောတာကိုလည်းကြားခဲ့လို့ဆိုပြီးနတ်ဆရာပြောပြတာတွေကိုပြန်ပြောပြပါတယ်။တည်ဆုံသွားတဲ့စစ်သူကြီးကိုနတ်ဆရာဝင်ပူခိုင်းပြီးဖြစ်စဉ်တွေကိုစတင်ပြောပြပါတယ်။ အမှန်တရားကိုကြုတ်ပြောပြမယ်တော်ပုံသမ ्या ကကြုံမိမကိုအာရမပြုကျင့်ပြီးတော့သူတို့နှစ်ယောက်ထိုင်ပြီးစကားပြောနေကြတာဟိုရင်ကလေးကတီးခဲ့ကြတဲ့အတိုင်းပဲတော်ပုံသမ ्या ကမိမဖြစ်သူကိုခေါ်သွားတဲ့အချိန်မှာမိမဖြစ်သူကသူ့ယောက်ျားကိုတတ်ခိုင်းခဲ့ပါတယ်ထို့အချင်းစစ်သူကြီးကတော့မျက်ရည်တွေစိကြလို့နေပါတယ်ဒါပေမဲ့စင်ကန်းကတစ္ဆာမရှိတဲ့မိမကိုတွန့်လဲပြီးစစ်သူကြီးဒီမိမကိုကြုတ်တက်ပေးရမလားလို့မေးလိုက်ပါတယ်အဲ့ဒီနောက်အမျိုးသမီးကထွက်ပြေးသွားခဲ့ပါတယ် ်စင်ကန်းကစစ်သည်ကြီးကိုလွှတ်ပေးပြီးထွက်သွားခဲ့ပါသည်စစ်သူကြီးခမများမှာတော့တစ္ဆာမဲတဲ့မိမအတွက်နဲ့ဝမ်းနည်းဘူးဆွေငိုကြွေးနေခဲ့ပြီးမခံစားနိုင်တော့တဲ့အဆုံးမှာတော့သူ့ကိုယ်သူဓာတ်နယ်ထိုးသက်သေးသွားခဲ့ပါသည်အဲ့ဒီနောက်လူတယောက်ရောက်လာပြီးသူ့ကိုယ်ဓာတ်နယ်ထတ်ထိုးပြီးဓာတ်ကိုနှုတ်ယူသွားခဲ့တယ်လို့နတ်ဆရာကပြန်ပြောပြခဲ့ပါသည်သူအချင်းတိခုတ်သမားကကမန်းကရန်ထပြီးမဟုတ်ဘူးသူ့ကိုယ်သူတက်တာမဟုတ်ဘူးကြုံလဲမလုပ်ဘူးလို့ချော်ပါတော့ ड़ी ။အဲ့ဒီကြားမှာထင်းခုံသမားကသူ့ကြုံတွေ့ခဲ့ရတာတွေကိုအမှန်တမ်းပြောပြပါတော့သည်။ခြုံဘွားတထဲနဲ့ဇရိုးတွေ့ပြီးခဏအကြာမှာတော့အတန်ကြားလို့ခြုံဘုံနာကချောင်းကြည့်ခဲ့ပါတယ်။စစ်သူကြီးကိုတစ်ပင်မှခြိထားပြီးသူ့မိန်းမကတော့သပင်ဖိနေခဲ့ပါတယ်။စင်ကန်းကတော့ဒုထောက်ပြီးသူ့ကိုလိုက်ခဲ့ပေးဖို့တောင်းဆိုနေခဲ့တာပါ။တော်ပုံစင်ကန်းကလေးဘွားတို့ကကောင်မလေးတယောက်ကိုမြင်တွေ့ခဲ့ရပြီးဆွဲလန်းခဲ့ရာကနေယခုအမျိုးသမီးကသူငယ်စဉ်ကဆွဲလန်းခဲ့ရတဲ့ကောင်မလေးဖြစ်နေခဲ့တာပါ အဲ့ဒါကြောင့်အမျိုးသမီးကသူ့ကိုရယူခြင်းနဲ့ဆိုရင်သူ့ယောက်ျားကိုအနိုင်တိုက်ပြီးမှရယူဖို့ပြောလာခဲ့ပါတယ်။အမျိုးသမီးတယောက်ရဲ့မာယာထောင်ချောက်ကြားမှာကြာရောက်သွားတဲ့အမျိုးသားနှစ်ယောက်ကတော့တကယ်ယောက်ျားကောင်းဆိုတာတက်တည်ပြဖို့အတွက်ရှင်ပြိုင်တိုက်ခိုက်ကြပါတော့တယ်။စစ်သူကြီးဟာရှောင်းတင်းရင်းနဲ့ပဲကြောက်တုံးပေးမှာထောင်ထားတဲ့ဓားပေါ်မှောက်လဲပြီးထိုးဆိုင်သွားခဲ့ပါတယ်။ တော်ပုံသမားကလည်းသူလောက်တာမဟုတ်ဘူးလို့អော်ပြီးထွက်ပြေးသွားခဲ့ပါတယ်။တင်းရန်ဆဲဆဲဖြစ်နေတဲ့စစ်သူကြီးရင်ပယ်ဆိုင်နေတဲ့ဓာတ်ကိုတိခုတ်သမားကရောင်းစားပွဲအတွက်နှုတ်ယူလာခဲ့တာဖြစ်ကြောင်းကိုငွေယူပြီးရှင်းပြပါတယ်။အမှန်တကယ်တော့တိခုတ်သမားကဆုံးပြတဲ့ကလေးတွေကိုစောင့်ရှောက်ကြည့်မွေးခဲ့သူတစ်ယောက်ပါ။သူ့ရဲ့ကလေးတွေစာလောင်မှုကိုပြပြအောင်ငွေရောင်းသားကိုရယူခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုနဲ့ဦးစင်ဟာလူသားတွေထဲမှာအနှဲငယ်ကောင်းတာတွေရှိသေးတယ်ဆိုတာကိုနားလည်လာပြီးလူဝင်မလဲဖြစ်တော့ပဲအเจ้าကိုပဲပြန်ကြွာလာခဲ့ပါတော့ဒီဒီဇက်ကားထဲမှာဦးစင်ဟာ တကယ်အမှန်ကဘာလဲဆိုတဲ့မေးခွန်းကိုတွေ့နေတဲ့သူတဦးတယောက်ပါတော်ပုံဓမြအစင်ကန်းကသူ့ရဲ့အကြွင်မှုနဲ့စစ်သူကြီးကိုတက်လိုက်တယ်လို့ပြောတယ်။မိမဖြစ်သူကကြတော့သူ့ရဲ့ခင်မုန်းကိုသူမကိုယ်တိုင်တက်လိုက်မိတယ်လို့ဆိုပြန်တယ်။စစ်သူကြီးကကြတော့နတ်ဆရာထဲမှာဝင်ပူပြီးသူ့ကိုယ်သူအဆုံးစီရင်လိုက်တယ်လို့ပြောတယ်။တက်တေတဦးဖြစ်တဲ့အထက်ခုံသမားကတကယ်ဖြစ်ခဲ့တဲ့အကြောင်းကိုသိနေပေမဲ့အမှုမှန်ကိုပြောချင်ခဲ့တာမဟုတ်ဘူး။လူတွေကတကယ်ဖြစ်ခဲ့တဲ့အရာတွေကိုမတူညီတဲ့တက်တေထွက်ဆိုပုံတွေကိုကြားရတဲ့အခါ အမှန်တရားဆိုတာတခုတည်းမရှိဘူးဆိုတာသိလာပါတယ်။လူတွေအလုံးကိုမြုံနိုင်ပေမဲ့မြစ်တာရှိတဲ့လူတွေကတကယ်ရှိတယ်။ဒီဇက်ကားကလူသားတွေရဲ့ပေါ်ယုံကြည်မှု ပြန်လည်ရှာဖွေတဲ့ခီးကိုပြသပေးတာဖြစ်ပြီး လူသားပေါင်းထဲမှာကောင်းမှုနဲ့မကောင်းမှုတွေကြားမှာရှင်သန်နေကြတယ်ဆိုတာကိုပြသပေးသွားတာဖြစ်ပါတယ်ရှင်။